အလုံးမဲ့မိင်္ဂလာပါရှင်။အင်ပြန်လန်းချန်နယ်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီဗီဒီယိုမှာတော့ဆရာဒေါက်တာဖြူတီဟာရဲ့စောင်းပါတပုတ်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။စောင်းပါအကြောင်းအရာကလက်ရှိဘဝကိုသာလက်တွေ့ကြကြအာရုံစိုက်ကြဖို့တဲ့။နားဆင်ကြကြရအောင်။ ှစ်အတွင်းမှာကိုရယုံကြည်ထားတဲ့ဘာသာရေးအယူအဆတွေနဲ့ပတ်သက်ပြီးတော့ခေါင်းတွေမေးခွန်းတွေအများကြီးပေါ်လာတယ်။အတိတ်ကအခုတို့ဘုကျွေးဒါတွေနဲ့ပတ်သက်လို့ပေါ့ကိုကြောင့်မဟုတ်ပဲအစိုးတရားတွေနဲ့ရင်ဆိုင်ရတယ်။ဘာကြောင့်လဲဆိုတာအဖြေမရှိဘူး။ဒီတော့အတိတ်ကအခုတို့ကံလောက်ခဲလို့ပြန်ဆက်เสียအဝေးကျွေးပါလာလို့ဆိုပြီး ဖြေလိုက်တယ်။နေတာသွားတယ်။ဒီဘဝမှာအင်မတန်ကြီးမားတဲ့အာကုတူတွေကိုလှူထားပါလျက်နဲ့အခုထိပန်းပန်မပြတ်ဘူး။သူတို့ကိုမြင်ရတော့လေစိတ်မသက်မသာဖြစ်ပြန်တယ်။အဲ့ဒီအခါတည်ရင်ဘာဖြစ်မလဲ။နောက်ဘဝကျဘယ်ရောက်မလဲ။စသဖြင့်တွေးလိုက်တယ်။နေတာသွားပြန်ရော။တကယ်တော့ အဲ့ဒီနှစ်ခုစလုံးမှာဘာတက်တယ်ဘာထောက်ထားမှရှိတာမဟုတ်ပါဘူးကိုယ့်ရဲ့ယုံကြည်ချက်တက်တက်ပဲအာမနာရန်ပြောရရင်တော့စိတ်အစဉ်မပြေမှုတွေအဖြေမရှိတာတွေအတွက်ဖြစ်တွေ့ပြလိုက်တာပဲအခုလိုတဘာဝဘေးတွေကြောင့်အသက်ပေးရတော့ဘာအားဖို့သူနဲ့ဆိုင်တာလဲမွကျွေးပါလို့ဆိုရင်မြမတပီလုံးကလူတွေအရင်ဘဝက မဟုတ်တာလုတ်ခဲ့ကြလို့လားအဲ့ဒါနဲ့တညီတညွတ်တယ်ဒီနိုင်ငံမှာလူလာဖြစ်တာလားအာနာရှိသူနဲ့ပေါင်းပြီးငွေချမ်းသာနေသူတွေကြတော့ဒီနိုင်ငံမှာလူဖြစ်တာချင်း တူပေမဲ့အဲ့ဒီဝတ်တွေကလွတ်နေပြန်တဲ့လေမဟုတ်တာတိတ်မလုတ်ခဲ့လို့ပဲအခုလိုဘဝရပြီမဟုတ်တာများများလုတ်ခဲ့တဲ့သူတွေက မန္တလေး၊စကိုင်း ဲ့ဒီနေရာတွေမှာလူဖြစ်ရတာလားဒီအိမ်ဒီမိသားစုထဲမှာပဲရှိရခြင်းအတူတူတချို့ကအပြင်ခဏထွက်နေတော့မှလွတ်မြောက်သွားပြီးတော့တချို့ကြတော့စက္ကန့်ပိုင်းတွင်အသက်ဆုံးရှုံးရတယ်။ဘာတွေကြွားချားနေပြန်တာလဲ။ဒီမိကုန်းတွေအတွက်အဖြေမရှိပါဘူး။ဒါကြောင့်လဲကျွန်တော်ဒီဘက်နောက်ပိုင်းမှာ Secular Buddhism ဘက်ကိုပိုရောက်လာတယ်လို့ပြောတာပါ။ ရှင်းဘဝနောက်ဘဝဆိုတာတွေကိုအရန်ကြီးတော့မယုံကြည်တော့ဘူးလက်ရှိဘဝမှာဘလို့နေထိုင်ရမလဲကျင့်သုံးရမလဲတံပိုးရှိအောင်ဘာတွေလုပ်သွားရမလဲဒါကိုပဲဦးစားပေးစဉ်းစားဖြစ်တော့တယ်ပိုလဲလွတ်လပ်သွားတယ်လို့ခံစားရတယ်နောက်ဘဝဘာဖြစ်ဖို့ညာဖြစ်ဖို့အချိုးမျော်ပြီးတော့လူနေတန်းနေတာတွေမလုပ်တော့ဘူးလူပေါင်းများစွာကိုဒုက္ခပင်လေဝေစေတဲ့ လူဘလူတွေကိုရင်ဆိုင်ဖို့ရမှာလဲပါဏာတိပါတာကံမြောက်မယ်အာဟုတုဖြစ်မယ်နောင်ဘဝအပယ်လားမယ်ဒီလိုတွေမတွေးတော့ဘူးသူတို့ရှိနေတဲ့၍ဘဝပေါင်းများစွာပြည့်နေရအောင်မှာမို့ကိုအာဟုတုမဖြစ်ဖို့အတွက်နဲ့လက်ပိုက်ကြည့်နေခြင်းကဒီဘဝတွေကိုရောရောင်ပြီးဖြတ်နေတာနဲ့အတူတူပဲလို့ခံယူထားတယ်ဒါနသီလဘာဝနာ ဒီသုံးခုကိုလှုပ်ဆောင်တယ်အားထုတ်တယ်ဒါနမလုပ်ဖို့လဲမျှဝေခြင်းလို့တစ်ဖက်သားကို အစဉ်ပြေစေခြင်းလို့ဒီပစ္စည်းဥစ္စာတွေဟာမြင့်မြင်ညပြောက်ပဲဆိုတာပို့ပို့သဘောပေါက်လာလို့ဖတ်တွေ့မထားခြင်းတော့လို့အဲ့ဒီအတွက်တစ်ဖက်မှာလဲအပူစာမစားတော့ဘူးတမအာစီဝမကြတာတွေမလုပ်တော့ဘူး ငွေကိုရိုးရိုးသားသားပဲရှာတယ်။ကိုကျင့်တီလာပါလုံသွားတယ်။တီလာဆိုတာကလည်းမဟာဒါနာတဲ့။ဘုရားကဟောတယ်။ကိုကြောင့်လူတွေမထိခိုက်ရအောင် ထိုင်းတိုင်းနေထိုင်ခြင်းဖြစ်လို့အင်မတန်ကြီးမားတဲ့ဒါနဖြစ်တယ်လို့ဆိုပါရယ်။မာဘာတီလာနဲ့တည်းရက်မနေတော့ဘူး။နေ့စဉ်ဘဝမှာမလောက်တဲ့နာလောက်ရင်လူတွေထိခိုက်မယ်။လောက်တဲ့နာလောက်ဖို့ပြက်ကွက်ရင်လည်းလူတွေထိခိုက်မယ်။ တ်နိုင်သမျှကိုကြောင့်အထိကိအနစ်နာ အဆုံးရှုံးနေအောင်ဘလို့နေမလဲဒီလိုစဉ်းစားလိုက်ပါတယ်ဒီတော့တိလကို moral compass လို့ခေါ်တာပါအာနာသိန်းခံရတယ်ပြည်သူတယောက်အနေနဲ့ခမားပါလုံမလဲမလုံတဲ့နာလုံရင်လဲတိလပြတ်တာပဲလုံတဲ့နာလုံဖို့ပြက်ကွက်ရင်လဲတိလပြတ်တာပဲအဲ့ဒီအခါ ဘာလုပ်ရမယ်ရှင်းရှင်းလေးဖြစ်သွားပါတယ်။နိုင်တာမနိုင်တာတွေကနောက်ကိစ္စ။ရလက်ကနောက်ကိစ္စ။ကိုလျှောက်ရမယ်လမ်း။ကိုလုပ်ရမယ်အလုပ်ကတော့ရှင်းနေတာပဲ။နောက်ဘာဝနာဆိုတာစိတ်ကိုဖြူစင်တန်ရှင်းအောင်လေ့ကျင့်တာ။အားထုတ်တာ။ကွန်ဆက်ကလေးမိဖို့တော့လိုတယ်။စိတ်ဆိုတာအရှိတရားမဟုတ်ဘူး။အဖြစ်တရားပဲ။ စိတ်ကောင်းရှိတာမဟုတ်ဘူးစိတ်ကောင်းတွေဖြစ်ဖြစ်နေအောင် ကြိုးစားရတာသူများကိုယုံမာခြင်းမှရက်ဆက်ခြင်းမှ စိတ်ဆိုးစိတ်ယုံမဟုတ်ပါဘူးလောကကြီးကိုမကြည်နဲ့တာအရွက်တိုက်ချင်တာကလည်းညစ်တီးတဲ့စိတ်ပဲဘာမှလှုပ်ချင်ကန်ချင်စိတ်မရှိတကြွမှုမရှိဖြစ်နေတာလေညစ်သေးတဲ့စိတ်ပဲမာမာနကြီးတာလေညစ်သေးတဲ့စိတ်ပဲ မနာလိုဝင်တူတာလဲမြစ်ထေးတဲ့စိတ်ပဲဆွဲလန်းနေတာလဲမြစ်ထေးတဲ့စိတ်ပဲဒါတွေကိုတရီကလေးထားပြီးအမြဲရှော့ဖို့ပြနေဖို့တိတ်အေးကြီးရဲ့လူလူအပေါ်ကုညီတတ်သူစိတ်ထားလှသူဖြစ်ပါလျက်နဲ့တဖြည်းဖြည်းနှိမ့်စင်သွားသူတွေလက်တွေ့ဘဝမှာရောရုပ်ရှင်တွေ စာအုပ်တွေထဲမှာရောပြင်ဖူးကြလိမ့်မယ်အเจ้าမဲမဟုတ်ဘူး အဲ့ဒီစိတ်အညစ်အကြေးတွေကိုသတိမထားမိရာကနေ ဖြစ်ကုန်တာပဲဆိုတော့ဒါနာတိလဘာဝနာကိုအရင်ကတည်းကလည်းတတ်နိုင်သမျှအားထုတ်ခဲ့ပေမဲ့အခုရှုမြင်ပုံနဲ့အရင်နဲ့ကတော့မတူတော့ဘူးဒီလေးနှစ်အတွင်းမြင်ခဲ့ကြုံခဲ့ရတာတွေနဲ့လည်းဆိုင်လိမ့်မယ်မင်းတာတွေလှုပ်လို့နောက်ဘဝဘာဖြစ်မှလဲမင်းရင်ကျွန်တော်မသိဘူးဖြေမှလည်းမဟုတ်ဘူး ဒါပေမဲ့လက်တွေ့ဘဝမှာတယ်ကျွန်တော်ရနေတဲ့အကျိုးကျေးဇူးတွေတော့အများကြီးရှိတယ်။ဒါနလုပ်လိုက်တိုင်းစိတ်ပျော်ရွှင်နေ။ကိုကြောင့်တပတ်လူတွေအစဉ်ပြေသွားတာတွေ့ရတိုင်းပီတိဖြစ်တယ်။ပူပူလူကျင်စိတ်ဖြစ်လာတယ်။လုံတဲ့လှုပ်ထိုက်တာတွေလုံနေတဲ့အတွက်လဲကိုကိုကို လိပ်ပြလုံနေ။ဘသူ့ကိုမစိုးစိတ်စိတ်ကြည်ရဲတယ်။ဘေးအိမ်မှာအာတုပါဖြစ်နေတာကို စောင်းပေါက်ဖွင့်ပြီးပျော်ပြနေတဲ့ကိုချင်းစာတရားမဲ့တဲ့လောက်ရက်မျိုးတွေလည်းမလုံမိတော့ဘူးစိတ်အစင်မပြေမှုတွေအညစ်အကြေးတွေကိုလည်းနေ့စဉ်ရေချိုးသလိုအဝတ်လျှော်သလိုတန်ရှင်းရေးလုပ်တယ်ကိုစိတ်မှာအညစ်အကြေးနဲလာတာနဲ့အမျှကိုတိုင်းလည်းပျော်လာသလိုလုပ်တဲ့အလုပ်တွေလည်းတန့်လာတာပဲပစ္စည်းဥစ္စာတွေအပေါ်လဲအစွဲလမ်းနဲလာတဲ့အခါမှာ ိုပြီးဆွန့်လွတ်လာနိုင်တယ်။ကိုယ်တော်လက်မစမီစံတော်လက်မကွေးမီအမျိုးမျိုးဖြစ်သွားနိုင်တာမို့လူဖြစ်တုံခဏတံပိုးရှိတဲ့အလုပ်တွေ များများလုပ်သွားခြင်းနဲ့အတိတ်ကံကြောင့်ဆိုပြီးလဲအရာရာကိုတွေးမနေတော့သလိုလက်တွေ့ကြကြဒီဒုက္ခတွေလွန်မြောက်အောင်မလုံတဲ့လဲဆိုတာပဲစူးစားဖြစ်လာတယ်ဘုဒ္ဓဇင်လို့ခေါ်တဲ့ဗုဒ္ဓဝါဒရဲ့အခြေခံကိုက အကြောင်းနဲ့အကျိုးပဲမဟုတ်လားအကြောင်းရှိရင်အကျိုးဖြစ်မယ်ဒီတော့အကျိုးလိုချင်ရင်အကြောင်းတရားကိုဖြည့်ဆည်းရမယ်အကျိုးတစ်ခုကိုမလိုချင်တော့ရင်လည်းအကြောင်းတရားကိုပယ်တတ်ရမယ်ရှင်းရှင်းလေးပါပဲဒါဟာကိုဘဝအစင်မြင့်မြင့်ရှင်သန်နေထိုင်နိုင်ဖို့ကနေစလို့လူအများရဲ့ဒုက္ခတွေကို ရောပါတတ်တာသွားစီသည့်အထိ ကျွန်တော်တို့ကျင့်သုံးလို့ရတဲ့အခြေခံအကြဆုံး formula တစ်ခုပဲဖြစ်ပါတယ်။ဒေါက်တာဖြူတီဟာ30ရက်3လ2025